မိုင်းဟဲဒီလိုက်ဖ်လိုင်းရဲ့ပြည်သက်ကြီးကိုပြပြချင်တဲ့အကြောင်းအရာကတော့စကိုင်းမန္တလေးငလင်လှုပ်ခတ်သွားပြီးတဲ့နောက်မှာပဲဘကုန်းငလင်ကတတိအကြီးထားရတော့မယ့်အနေအထားဖြစ်နေပါပြီ1930မီလ9ရက်နေ့မှာ7.4အဆင့်ရှိတဲ့ဘကုန်းငလင်လှုပ်ခဲ့တာဆိုလို့ရှိရင်95နှစ်ပြည့်ဖို့လာပိုင်းမဲ့လို့ပါတော့တယ်1930ဘကုန်းငလင်တမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ရှေ့ဦးငလင် Fourth Shot တွေက1929မှာစပြီးတော့ခက်စိတ်စိတ်တတိပေးနေခဲ့တာအတိပေးနေခဲ့တာဖြစ်ပါတယ်အခုစကိုင်းငလင်ရဲ့ After Shot တွေကဘကုန်းငလင်ကို လုံလို့ပေးနေတဲ့ photoshop တွေများဖြစ်နေမယ်ဆိုလို့ရှိရင်ပကိုးကတတိအကြီးထားတင်နေပါပြီ။ပကိုးကပြင်းစရာမျိုးရှိပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာပကိုးဝင်းကျင်မှာဆယ်ရီစောက်ထားတာတစ်ချက်ကိုတော့စိုးရင်ရပါတယ်။အမြင်ရည်ကြီးနေတဲ့မျိုးမလို့ဆယ်ရီသာတစ်ခုခု ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်စိတ်ပူရတာတော့ပကိုးပဲဖြစ်ပါတယ်။ပကိုးငလင်လာပြီဆိုလို့ရှိရင်တော့ရန်ကုန်ရဲ့ဟောင်းလွှမ်းဆွေးမြင့်နေတဲ့အဆောက်အုံလေးရောအရေးအသွေးမပြည့်မီရဲ့ခစ်တဲ့အဆောက်အုံလေးရောတကယ်ကို risk များပါတယ်။နောက်ပြီးွားလို့ရှိရင်ပျက်စီးဆုံးကျုံးတိုင်းရေအရန်များပါတယ်။အထက်အမြင့်နေတန်းဆက်နေတဲ့ရန်ကုန်ကပြေးစရာမင်းတိတ်မရှိတဲ့အတွက်ကြောင့်မလို့ပါ။ဒါတွေကသခိုင်းကလင်ရဲ့အဖြစ်အပျက်တွေကိုမြင်ပြီးတော့ပဲခူးနဲ့ရန်ကုန်ကလူတွေချိုးတင်ပြင်ဆင်ထားတင်တာကိုပြောပြချင်တာပါ။ ဒီကလင်ကျောပေါ်မှာရှိတဲ့မြန်မာနိုင်ငံကတော့ဒီပေါ်တော့အဆောက်အုံတွေကိုကန်ထရိုက်တာတွေပယံနေလက်သမားတွေလက်ထဲကိုပဲရုံရုံကြီးကြီးနဲ့ထိုးအပ်ပြီးတော့စောက်ထားကြတာမဟုတ်ပါလားဆိုတော့ကျမတို့မြန်မာနိုင်ငံမှာဒီအဆောက်အုံစောက်တာတွေကဒီပယံနေကန်ထရိုက်တာတွေကိုအဓိကထားပြီးတော့အားကိုးတယ်ပေါ့နော်နောက်ပြီးွားလို့ရှိရင်နိုင်ငံတော်ဘတ်ဂျက်နဲ့အဲတချို့ခိုးကတ်ထားတဲ့အဆောက်အုံတွေဒီအဆောက်အုံတွေကတော့တန်းပြိုရဲဆိုတာကတော့နေပြည်တော်မှာရှိတဲ့အဆောက်အုံတွေကမျက်မြင်ပဲဖြစ်မှာပါအဲ့တော့ရှေ့အဖြစ်အပျက်ကိုသင်ခန်းစာယူပြီးတော့ဘက ိုရန်ကုန်ကလူတွေနဲ့အဆောက်အဦကိုကြိုတင်ဆင်ဆဲရတတ်ပါတယ်ဒီအတွက်ကို engineer ပညာရှင်တွေနဲ့ပေါ့နော်တိုင်ပင်ရပါမယ်နောက်တစ်ခုကကိုကဘယ်နေရာနေပြီးတော့ရှောင်တင်းရမလဲဆိုရယ်လမ်းကြောင်းကိုကြိုးစားထားတက်ပါတယ်နောက်ငလင်းတည်င်းကိုမပြတ်အမြဲတည်င်းနဲ့နားဆွနေရပါမယ်နောက်ငလင်းကြီးလှုပ်လာတယ်ဆိုလို့ရှိရင်ဘယ်လိုနေရမလဲဘယ်လိုပြုတ်မှုရမလဲအတက်နိုင်ဆုံးစိတ်ကိုဘယ်လိုထားရမလဲဆိုတာကိုကိုရဲ့မိသားစုဝင်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ကလေးတွေရှိရယ်ဆိုလို့ရှိရင်လည်းအဲတင် जा ပေးထားဖို့လိုပါတယ် နောက်တစ်ခုကလူတွေအသေးပြောက်အထီးကအထီးခိုင်နေဖို့အတွက်ပေါ့နော်ဒီလိုမျိုးပြင်ဆင်ထားဖို့လိုပါတယ်အစာအုပ်တွေစောက်ဖို့ရှိနေတဲ့သူတွေဆိုလို့ရှိရင်လည်းငလင်ကျမ်းမယ်ဆိုလို့ရှိရင်ဘယ်အစာအုပ်ကပြိုမလဲဆိုတာတိတိတာအောင်ပေါ့နော်အစာကလေးကနေစောက်တယ်ဆိုလို့ရှိရင်တင်းတင်းချာချာ structure ရဲ့ design ကိုတိချာတွက်ချက်ပြီးတော့ဒီအရေးအသွေးအတွက်နဲ့မခိုမကက်စောက်ထားတဲ့အဆောက်အုံတွေစောက်ဖို့လိုပါတယ် အဲပြီးတော့လို့ရှိရင်ပေါ့နော်ကျမတို့လူတို့ကတော်လန်ရင်းနဲ့အောင်မြင်ခြင်းနဲ့တဘာဝဘေးရနေရတွေကိုလည်းကြိုတင်ကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီနိုင်ငံရဲ့ပြန်လည်ထူထောင်ရေးကိုလုပ်ရမယ်ဆိုတာကအဓိကအချက်ဖြစ်ပါတယ်နောက်တစ်ခုကဒီပေါ့နော်နောက်ဆက်တွဲလာမင်္ဂလင်းနေကိုလည်းအထင်သေးထားလို့မရဘူးပေါ့။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အစာအိုးတွေကအာပြိုကျပါတော့မယ်ဆက်ဆက်ရိုင်နေနေတဲ့အထဲမှာအကွဲနေရဆိုလို့ရှိရင်အဲနောက်ဆက်တွဲကလေးနေလှုပ်လာတဲ့အခါမှာအနေရများတဲ့အတွက်ကြောင့်ပဲဖြစ်ပါရဲ့ရှင်။